မင်္ဂလာပါဒီနေ့မှာတော့ဖေဖို့အကောက်တက်တွယ်နေမိရတဲ့မိတ်ဆွေတွေအတွက်ဖေဖို့အကောက်တက်တွယ်တဲ့နေလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီနေ့ပညာလေးကိုတော့အရင်ကတင်ပေးခဲ့ပြီးပြီဖြစ်ပါတယ်အခုတစ်ခါမှာတက်တွယ်နေပြင်ပေးပါလို့ ြောလာတဲ့မရှိတဲ့အတွက်ကျွန်တော်ပြန်လည်ပြီးတော့တင်ပြမှာဖြစ်ပါတယ်ဒီနည်းပညာလေးကိုစတင်ဖို့အတွက် Facebook application ကိုနှိပ်ပြီးတော့ဖွင့်လိုက်ပါပြီးရင်ကျွန်တော်တို့ Facebook မှာ post တင်မယ်ဆိုလို့ရှိရင်သုံးစံအတိုင်းဒီနေရာလေးကိုကျွန်တော်တစ်ချက်နှိပ်မယ်ပြန်တော့ဒီမှာကိုတင်မဲ့တဲ့ပုံသူ့မဟုတ်ဗီဒီယိုကိုတစ်ချက်နှိပ်လိုက်ပါ။ ပြီးရင်တော့ဒီနေရာမှာကိုရေးခြင်းနဲ့စာကိုရေးထည့်လိုက်ပါကျွန်တော်ကနမူနာပြတဲ့အနေနဲ့အန်ဒီလောက်ပဲရေးလိုက်မယ်ပြီးရင်မိတ်ဆွေတို့ကတက်တွဲပြီးတော့တင်မယ်ဆိုလို့ရှိရင်ဒီအောင်နာကဒီလူရုပ်ပုံတဲ့နေရာလေးကိုတစ်ချက်နှိမ့်လိုက်ပါပြီးရင်ဒီအကောက်တွေကနေပြီးတော့ကိုတက်တွဲခြင်းနဲ့အကောက်ကိုတစ်ချက်နှိမ့်လိုက်ပါဒီနေရာမှာကိုကအကောက်တစ်ခုကိုပဲတွဲမယ်ဆိုရင်တစ်ခုကိုပဲနှိမ့်တာပါ ။အမှမဟုတ်လို့၄၅၁၀လောက်တွဲခြင်းနဲ့ဆိုရင်လည်း၄၅၁၀လောက်ကိုလိုက်ပြီးတော့နှိပ်လိုက်ပါ။ကျွန်တော်ကတော့ဒီမှာတစ်ခုပဲတွဲပြမယ်။မိတ်ဆွေတို့ကမိတ်ဆွေတို့တွဲခြင်းတလောက်ကိုလိုက်ပြီးတော့နှိပ်ထားလိုက်ပါ။ပြီးရင်တော့ဒီနေရာလေးကိုနှိပ်ပြီးတော့ပြန်ထွက်မယ်။အဲဒါဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့တွဲလိုက်တဲ့အကောက်လာပြီးတော့ပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ကအကောက်၅ခုနဲ့တက်တွဲထားတယ်ဆိုလို့ရှိရင်ဒီနေရာမှာ၅ခုပြပေးမှာဖြစ်ပါတယ် ပြီးရင်တော့ဒီပေါ်နာကပို့ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာမှာကျွန်တော်တို့တင်တဲ့ပို့ကိုအလွတ်လုပ်နေတာဖြစ်တဲ့အတွက်ခဏစောက်ပြရပါမယ် ဒါဆိုလို့ရှိရင်တော့အဲကျွန်တော်တို့တင်တဲ့ပို့ကို အလောက်လောက်လို့ပြီးသွားပြီဖြစ်ပါတယ်။အဲဒီမှာပေါ့နော်။အခုပဲကျွန်တော်တင်လိုက်တဲ့ပို့လေးပဲဖြစ်ပါတယ်။အဲကျွန်တော်တို့ကျွန်တော်တို့ကဒီအကောက်ကိုသွားပြီးတော့တက်တွဲထားတာဖြစ်တဲ့အတွက်သူ့ရဲ့အကောက်ထဲမှာသဝင်ကြည့်မယ်ဆိုလို့ရှိရင်ဒီပို့လေးကိုတွေ့ရမှာဖြစ်ပါတယ်။ဒါမှမဟုတ်တခုတော့ရှိတာပေါ့နော်။ကျွန်တော်တို့တင်တဲ့နေရာမှာကဘာလုံးနဲ့တင်မယ်ဆိုရင်လည်းရတယ်ပေါ့နော်။ဒါမှမဟုတ်ရင် friend အနေနဲ့တင်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့တင်လို့ရပါတယ်။ ီနေရာမှာပေါ့နော်ကျွန်တော်တို့က friend နဲ့ friend only နဲ့တင်မယ်ဆိုလို့ရှိရင် friend ကိုပဲနှိမ့်တာလိုက်ပေါ့နော်မိသူမဆိုးမြင်အောင်လုပ်ချင်တဲ့ဆိုရင်တော့ဒီ public နဲ့ပဲကျွန်တော်တို့နှိမ့်ပြီးတော့တင်ထားပြရမှာဖြစ်ပါတယ်ပြီးရင်တော့ down ကိုပဲနှိမ့်လိုက်ပေါ့နော်ဒါကတော့တကယ်လို့မိတ်ဆွေတို့က public နဲ့မတင်ချင်ဘူး friend only နဲ့တင်ချင်တယ်ဆိုရင်လည်းဒီနေရာမှာပြန်ပြီးတော့ချိန်လို့ရပါတယ်ဒါကတော့တက်တွဲတဲ့နေလေးကိုကျွန်တော်မျှဝေပေးတာပဲဖြစ်ပါတယ်